သင်္ခါရဆိုတဲ့ဟာက အလုံးပေါင်းစုထတာတွေးတာတွေကြံတာတွေလိုချင်တာတွေမုန်းတီးတာတွေအလုံးလူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဘာနဲ့ဥပမာတူတုံးဆိုရင်ငါပြောတော့ကြီးနဲ့တူတယ်ငါပြောတော့ကိုတစ်ဖက်ချင်းတစ်ဖက်ချင်းခွာပြီးတော့အနစ်ရှာကြည့်လိုက်လို့ရှင် နောက်ဆုံးမှာဥဝဲသွားတွေ့တယ်ဘာမှမရှိဘူးအနစ်ရှာမတွေ့ဘူးမဟုတ်လားအဲ့ဒါလိုပဲသင်္ခါရကတဘာဝတရား90စုထတာတစ်ဖက်ချင်းခွာကြည့်လိုက် ဘာမှမရှိဘူးနောက်ဆုံးမှအနှစ်မဲ့အဲ့ဒါလို့သင်္ခါရအကြောင်းကိုသိဝိညာဉ်ကို ကြည့်တဲ့အခါကျတော့ဝိညာဏဆိုတဲ့အသိစိတ်ဟာမျက်လက်ပြနေတာနဲ့အတူတူပဲဟိုလိုထင်လိုက်ဒီလိုထင်လိုက်နဲ့စိတ်ဟာမျက်လက်ပြနေတယ်လို့ပဲမျက်လက်ပြတာကပ္ပဋ္ဌန်တိုင်းတဲ့အထက်တောင်လာပြတတ်တယ်သူကနော်ကပ္ပဋ္ဌန်တိုင်းရင်တောင်လာပြတဲ့ဟိုဟာမြင်ဒါမြင်မြင်လာအဲ့တော့ကြည့်လိုက်မယ်ဆိုရင် လောကလို့ဆိုတဲ့ခန္ဓာ၅ပါးဟာဘယ်အရာမှခိုင်မာတာမရှိဘူးအားလုံးဟာတခဏလေးအတွင်းမှာပြောင်းလဲပျက်စီးနေတဲ့အရာသာဖြစ်သောကြောင့်ဟောဒီသင်္ခါရလောကကြီးရဲ့တဘာဝကိုအသေးစိတ်သိအောင်ကြိုးစားပါဒါမှလောကဝိတုဖြစ်မယ်ဒီခန္ဓာဆိုတဲ့သင်္ခါရလောကကြီးကဘာကြောင့်ဖြစ်တာတုံးလို့ကြည့်လိုက်ရင်တဏှာကြောင့်ဖြစ်တာလူခြင်းမှုကဥဆောင်လာတာလူခြင်းလို့ လောက်တယ်လောက်တော့ရတယ်ပေါ့ဘာလို့လိုချင်တာတော့ဆိုတော့အမှန်မသိလို့ဩအဝိဇ္ဇာက ပိတ်ကားပြီးတော့ပြီးတယ်တဏှာကလိုချင်တယ်ဒါကြောင့်မလို့ကံတရားတွေကိုလှုပ်ပြီးရလာပြန်တယ်ဒါဟာလောကဖြစ်ခြင်းရဲ့အကြောင်းတရားပဲဒါဖြင့်ဒီခန္ဓာတွေဟာဘယ်မှာပဲအပြစ်သက်ချုပ်တုံးဆိုတော့နိဗ္ဗာန်ကို တွေ့တဲ့အခါမှာဒီသင်္ခါရတရားတွေဟာအပြည့်အစုံချုပ်တယ်ဒါကြောင့်မို့နိဗ္ဗာန်ဟာခန္ဓာနံအပုတ္တိခန္ဓာနံနိရောဓောပင်စနံနိရောဓောနိဗ္ဗာန်ခန္ဓာ၅ပါးဟာအကြောင်းနေပြတ်သွားလို့ဘယ်တော့မှမဖြစ်တော့တဲ့အနေအထားမျိုးဟာနိဗ္ဗာန်အဲ့ဒါကိုនិရောဓကိုသိတာဒီនិရောဓရောက်ဖို့ရအတွက်ဘာလို့ရမလဲဆိုတော့လောကလို့ဆိုတဲ့ခန္ဓာကိုသိရှိနားလည်လာအောင် တတိစွာအာရီတမာရီစွာအာရီအသုံးချပြီးတော့အတိညာရင့်ကျက်လာအောင်လုပ်ရမယ်ရင့်ကျက်တဲ့အခါမှာလိုချင်တဲ့တဏှာကိုဖယ်ရှားပြီး နောက်ဆုံးအမှန်သိပြီးတော့လိုချင်စိတ်တွေကင်းပြတ်သွားပြီဆိုတဲ့အခါကျတော့လောကနေရောတာဆိုတဲ့နောက်ဆုံးချုပ်ငိမ့်တဲ့ဆိုတဲ့နိဗ္ဗာန်အစင်းကိုသိရှိပြီးတဏှာလို့ဆိုတဲ့လောကသမှုရိယကိုဖယ်ရှားပြန်တယ်အဲ့ဒါမှလောကရဲ့အဆုံးဆိုတာတွေ့မှာလို့မြတ်စွာဘုရားဒီဒီဟောတာ